ဆယ်လပိုင်းမှာဂျာသာရီသားသမီးမိတ်ဆွေတွေအလုတ်ပင်းမှာဖိအားများစွာကြုံရမယ်မိတ်ဆွေတို့အနေနဲ့အလုတ်မှာမပြောပိုက်ပဲနဲ့လောက်ကိုင်းနေရပြီးတော့မိတ်ဆွေတို့ရဲ့စိတ်မှာအလုတ်ပြောင်းခြင်းစိတ်ကြီးဖြစ်ပေါ်နေတတ်ပါတယ်ကျွန်တော်ရဲ့ကြာသာပြီးသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းမှာအမျိုးသမီးတို့ဤအကူအညီကြောင့်အလောက်ကိုင်းကောင်းနေလဲရရှိတတ်ပါတယ် စီးပွားရေးလုပ်ငန်းနေထင်သလားခရီးမပေါက်သလိုဖြစ်နေမယ်မိษွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်နှခွာဖြစ်နေပြီးတော့ဒီဆယ်လပိုင်းမှာဟိုဟိုဒီဒီပြောင်းရွှေ့လောက်ကိုင်းလိုစိတ်တွေမိမိတို့ရဲ့စိတ်မှာဖြစ်ပေါ်နေတတ်ပါတယ်ဂျာသာဝေးသားသမီးမိษွေတို့အနေနဲ့ဆယ်လပိုင်းမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြက်လန်းလိုက်လှုပ်ဆောင်တာမျိုးတွေစင်ကျင်တဲ့ပါတယ် မိတ်ဆွေတို့အနေနဲ့ဆယ်လပိုင်းတလားသားပါငွေအသင့်အတင့်ဝင်းနေပေမဲ့လည်းမိမိရဲ့ဝင်ငွေပေါ်မှာစိတ်တိုင်းမချသလိုဖြစ်နေပဲမိတ်ဆွေတို့အနေနဲ့အာမခံပေးထားသောငွေကြေးကိစ္စအတွက်တောကကြုံရတတ်ပါတယ်မိမိတို့ပိုင်ဆိုင်သောတန်ဖိုးကြီးပစ္စည်းတွေဇက်တိုက်ဆိုသလိုထွက်သွားတတ်ပါတယ် စေတုနဝူဇာဇာလူဝင်ပြီးတော်၎င်းဇာတကားများကြသော၎င်းမိမိတို့စေတုနဝူကရောက်ကဆဖြစ်နေတာမျိုးနားလည်ဟုလွဲနေတာမျိုးလေးဒီကြုံရတတ်ပါတယ်အိမ်အောင်ရှင်များမိသားစုအတွင်းမှာမြေနေရာကိုအကြောင်းပြုရတော်၎င်းသို့မဟုတ် အမွေကိစ္စအတွက်ဇကားချေတည်ပြောဆိုရမယ်မိမိရဲ့ပန်းဝင်ခြင်းမှာဇာတိတာမကောင်းသော အမျိုးသမီးကြောင့်စိတ်နှောက်ရက်ပြစ်စရာကိစ္စတွေကြုံရမယ်။ မိတ်ဆွေတို့အနေနဲ့ခရီးကောင်းသွားရတာနေကြကမှမိမိတို့ရဲ့အိမ်ကိုဒုက္ခတဲ့အပူတဲ့နဲ့ပြူသောဧည့်သည်တွေရောက်လာတော့ကြောင့်မိမိတို့ရဲ့ခရီးစဉ်ဆွေးလိုက်ရတာမျိုးမိမိတို့ရဲ့ခရီးစဉ်ပြတ်သွားတာမျိုးလေးတွေကြုံရတပါတယ်ကျွန်တော်ရဲ့ဂျာသာရိသားသမီးမိတ်ဆွေတွေဒီဆယ်လဝိုင်းမှာပညာရေးရည်မှန်းချက်တွေလွဲချော်နေမယ်မိမိရည်မှန်းထားတာကတမျိုးဖြစ်လာတာကတခြားကြောင့်မိမိဝါသနာမပါသောပညာရည်များကို ရွေးချယ်ရတတ်ပါတယ် ကျွန်တော်ရဲ့ဂျာသာလေးသားသမီးမိတ်ဖေတို့အနေနဲ့ဒီဆယ်လပိုင်းမှာကျမ်းမာရေးအနေနဲ့ရက်စီယောဂါအာယုံကျောယောဂါစီးချူသွေးတို့ယောဂါအစာမကြေသောယောဂါဝေဒနာလေးတွေခံစားရတတ်ပါတယ်မိတ်ဖေတို့အနေနဲ့ဒီဆယ်လပိုင်းမှာခြေလေးချောင်းသားတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာရီသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် 3ရက်10ရက်24ရက်နေဒီမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းနေအကူအညီပေးမယ်သူတွေနဲ့ဆောင်ရတာမျိုးတွေမိษွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဆအဆအရာရာအဆင်ပြေစေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားဒါမှအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် ချောင်းရ73ရ20ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာရေးသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လာပိုင်းကလာတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ချင်ရင်မိတ်ဆွေတို့ရဲ့အသုံးဆောင်အဝိစားတွေမှာလိမ္မော်ရောင်ပန်းရောင်ငှက်ခါရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် ဲတော့ကျွန်တော်ရဲ့ဂျာတာရီသာသမီမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါသောသူတွေထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ထီနံပါတ်မှာ9စ4ဆုံးပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာပြီးသာသမီမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေမှုတွေရရှိစေဖို့လက်လာဝတွေနဲ့ပတ်သက်ပြီးတော့ပွင့်လန်းစေဖို့ဆိုလို့ရှိရင် ကော်ဖီသို့မဟုတ်ကော်ဖီနဲ့ပြုလုပ်ထားသောအစားအသောက်တွေကို လက်ဆောင်ပေးပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာပေးသားသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတစ်လတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့9နာရီခွဲရနေပြီးတော့9နာရီခွဲမှာမြတ်စွာဘုရားရှင် ကိုတော်မြတ်ကြီးကိုလက်ဖက်သမင်း၅ဝဲလှူဒန်းပြီးတော့ မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယောင်ကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဇာတာရီသားသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတလတာမှာအဆိုးဟူသမျှဝေးမြမာစေ၊ကံကောင်းခြင်းမင်္ဂလာပြပါနဲ့ပြည့်စုံပါစေ။ဝေကြီးလလဝတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာလွယ်ကူပါစေ။ငွေကြီးတွေနဲ့ပတ်သက်ပြီးတော့လည်းပေါများစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင် ဆယ်လပိုင်းအတွက်ကြာလာပြီးသားသမီးမိတ်ဆွေတွေအားလုံးအတွက်တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါ